အဲ့ဒီရှင်းရတဲ့အချိန်ပေါင်းကလည်းမနေတော့ဘူးဦးဆုံးပိုင်းသေးပြီးအာပြန်ရှင်းလာပြန်ပြီးဟာနောက်တစ်ခါသေးပြန်ပြီးအာမသေးသေးပါဘူးလို့ရှင်းနေရတာလဲတော်တော်ဆိုးတယ်သေသွားရင်တော့ကိုယ့်ချစ်သောမိတ်ဆွေအပေါင်းအသင်းအမှုပညာသည်တွေကိုသေသွားရင်တော့အကြောင်းကြမှာပါသမီးတို့မီဒီယာတွေကလည်းအကြောင်းကြပြီပါတကယ်သေသွားပြီဆိုရင်အခုမသေးဘဲနဲ့ရှင်းနေရတာအလုတ်တလုတ်တော်တော်ရင်မောဖို့ကောင်းပါတယ် အဲသူတို့ကလည်းဘလို့ရွယ်ချက်နဲ့ဥဆုံးပိုင်းသေသွားပြီကိုမွေးမှသေသွားပြီမုံတိုင်းထဲမှာသေသွားပြီအသက်ကြီးလို့သေသွားပြီအမလေးသူတို့ကိုယ်တိုင်တော့လိုက်ဖို့သေးတယ်လို့ပြောတဲ့လူကရှိသေးတယ်အဲ့ဒါဥဆုံးပိုင်းကတော့သေတဲ့အကြောင်းပြောလို့ဝင်းမနေပါဘူးစိတ်လည်းမဆိုးပါဘူးနော်လူတွေကဘယ်ချိန်ဖြစ်ဖြစ်သေရမယ်လူတွေကြီးပါပဲနော်သေမဲ့ရက်ကိုအားလုံးစောင့်နေကြတဲ့လူတွေပါနော်စိတ်မဆိုးပါဘူး အကြီးတော်ကဒီနေကိုရောက်တယ်။အဘတော်စီကိုဥခိုက်ရမယ်ဆိုရအမတော်ရှိရဲ့အတွက်ဒါကြီးကညစ်ပါတယ်ပါ။အဘတော်ရှိဘယ်အမြတ်တာလဲကွာ။ဟမ်။ဘတော်ကလည်းအသက်ရကြီးလာပြီဆိုတော့တတိတွေတိမ်မှာပုံကွာ။မြတ်တာဆိုတာရှေဘူတင်သူကဘိုးလေးမြတ်တာဆိုတာ။ဘိုးလေးကတော့ ုတိမ်မတော့ကျွန်တော်မျိုးကဒါအပါတော်တက်ရှိထင်ရှားခုလိုဥက္ကဋ္ဌဉာဏ်ရတဲ့ဝန်တာလို့ပုံဖြစ်နေတာတာရုကတာရုတာရုအခုလာတာအလေသက်တဲ့ပဲအလေသက်တော့မဟုတ်ပါတော့ပါကျွန်တော်မျိုးကဒီရွာမှာတာဝန်ကျရတဲ့အတွက်ကြောင်းလာလေကြောင်းပြန်ပါအေးစာရေးနေလိုအပ်ရင်တော့ချိန်မေးလာမယ်ကျောင်းကိစ္စနဲ့ပတ်သက်လို့ရတော့ပါပါ နော်နောက်ထပ်ရိုက်ဖို့အစီအစဉ်တွေလည်းရှိပါတယ်။ဒါဆိုလူသေးပေမဲ့အမှုပညာမသေးဘူးဆိုတော့နော်လူမသေးသေးရင်ဒီအမှုပညာကိုကိုယ့်ရဲ့နော်ကျေးဇူးရှင်အားပေးတဲ့လူတွေကိုဒီအမှုပညာနဲ့အလုပ်ကျွေးပြုမှာပါ။ဘာတော့ကားတွေဟမ်ဘာတော့ရိုက်တဲ့ကားတွေကိုမမှတ်ထားပါဘူး။အဲများပြီဆိုတာတော့သိတယ်လေ။အနည်း အနှစ်က40 50လောက်ရှိပြီလေကားရိုက်တာဆိုတော့မမှတ်နိုင်တော့ပါဘူးအတန်တိတ်ခေတ်လောက်တည်းအခုအခုချိန်ထိရိုက်နေတယ်ဆိုတော့အတန်တိတ်ခေတ်ကမင်းသားကြီးတွေဟလာဦးကျော်ဆွေတို့ကိုရွှေဘတို့ဘာတို့ဦးတင်ညွန့်တို့အဲ့ဒီခေတ်တည်းကဘာရိုက်ခဲ့တယ်ဆိုတော့နည်းနည်းတော့ကြာသွားပါပြီကားလည်းများပါတယ်ဘယ်လောက်လဲဆိုတာတော့အရင်အတွက်တော့မမှတ်ထားပါဘူးအခုဆက်ရိုက်နေပါတယ်ရိုက်နိုင်သေးပါတယ်နော်အဲအခု အဲ့ဒါမျိုးပေါ့တချို့ကဥုံပိုင်းအသက်ကြီးသွားပြီးမရိုက်နိုင်တော့ဘူးမလုံနိုင်တော့ဘူးလို့ပြောနေကြတယ်အဲ့ဒါလက်တွေ့ရိုက်တဲ့လူတွေကတော့ဥုံပိုင်းရုပ်ရှင်ကောင်းကောင်းရိုက်နိုင်ပါသေးတယ်အသုံးချလို့ရပါသေးတယ်ဆိုတော့လက်တွေ့ရိုက်နေတဲ့လူတွေကတော့သိပါတယ်ဆိုတော့ dialogue ပြောနိုင်တယ်ဆိုတာကပါဝင်ရိုက်ကူးတဲ့ဇက်ကောင်ရဲ့အခန်းစရိုက်ကိုအာယုံဆိုင်စိတ်သွင်းထားလို့ဘာလို့ကဟိုအလွတ်လောက်အလွတ်သဘောမျိုးတောင်ရနေတဲ့သဘောရှိတယ်လေနော် အာ dialogue ရတယ်စကားတွေရတယ်ဆိုတာကခုနလိုပေါ့အာယုံမဆိုင်ရင်တော့မရဘူးပေါ့နော်အဲကားရိုက်တော့မယ်ဟာတော့ဘာဘာတွေချက်ရမလဲဘယ်ဈေးဘယ်တော့သွားရမလဲဟာဘာဝစားဝင်ကောင်းမလဲဆိုရတခြားစိတ်ကူးတွေဝင်နေရင်တော့ dialogue တွေဘာတွေပျောက်သွားမှာဒီကားရိုက်တယ်ဆိုဒီကားရဲ့ဇက်ကောင်စရိုက်ကိုကိုယင်ထဲမှာ ထားလို့ရှိရင်ပိဋကတ်ကိုကိုကလည်းကောင်းကောင်းကိုအမှုပညာတင်ပြလို့ရပါတယ်